မင်္ဂလာပါရှင်အနန်းချန်ကစ်ချင်ကနေပြန်လဲကြိုဆိုပါရယ်ရှင်ဒီကနေ့တော့ဗောနော်ကျမဒီအဲဝတ်နေတလန်းကြော်ဗောနော်တရက်လောက်နေလန်းထားတဲ့ဝတ်တားကိုထောင်းကြော်ထောင်းကြော်ကြော်တာရယ်မွားကြော်ကြော်တာလေးနှမျိုးကိုလုတ်ပြပေးပါမယ်နော်ဝတ်တားကိုနှက်ပြီးတော့အချောက်လန်းနဲ့နှက်နီးလေးဗောနော်အရတနှက်ပြီးအချောက်လန်းနဲ့လန်းနီးလေးရတော့ရှေ့ရဗီဒီယိုမှာကျမလုတ်ပြပေးထားတာရှိပါတယ်နော်ဝတ်တားအရတနှက်တနည်းအသေးစိတ်ကိုတော့အရင်ဗီဒီယိုမှာပြန်လဲရှာဖွေကြည့်ပါနော်ဒီကနေ့ ေ့ကတော့ဒီဟာလေးကိုထောင်းကြော်ကြော်တာရဲ့အာဒီမွှကြော်ကြော်တာလေးကိုလုတ်ပြပေးပါမယ်ရှင်။ကေတာလေးကတော့တည့်ရက်လောက်နေလန်းထားတဲ့အသားတွေပါဝတ်သားတွေပေါ့နော်။အာတည့်ရက်လောက်ပဲနေလန်းပါတယ်။သူကလေအရန်ကြီးလည်းမချောက်ပါဘူးဆူဆူလေးပဲပေါ့နော်။ဒီဆူဆူလေးကိုပဲအာထူရထောင်းရတာလွယ်ကူအောင်ပေါ့နော်။မကြော်ခင်မှာသူရထောင်းရတာလွယ်စုအောင်ဒီဥစ္စာကိုအဲအနေငယ်ကင်ပေးမယ်ဖုတ်ပေးမယ်ပေါ့နော်ဖုတ် အနှဲငယ်ဖုတ်ပေးပါမယ်။အကယ်၍ဖုတ်ဖို့အဆင်မပြေတဲ့လူတွေဆိုရင်တော့ဒါကိုအိုးထဲထည့်ပြီးတော့လည်းပေါင်းလို့ရသလိုမိုက်ခရိုဝေ့ဗ်ထဲထည့်ပြီးတော့လည်းပေါင်းလို့အဆင်ပြေပါတယ်နော်။ဒီမှာကတော့ပုံမွေးတောင်းပေါ့နော်။กินတဲ့กินဆက်လေးလည်းအရင်တင်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဒါကိုခဲလေးနဲ့ပတ်ပြီးတော့กินလိုက်ပါမယ်။အနှဲငယ်กินလိုက်မှပဲသူကထူးထူးရထောင်းရတာပို့ပြီးတော့အဆင်ပြေပါတယ်နော်။ကဲဒါကိုခဲလေးနဲ့ပတ်ပြီးတော့အကုန်လုံးกินလိုက်ပါမယ်။ ခဲလေးနဲ့ပတ်ပြီးတော့လေဒီกินနေဆိုတာထက်တာဖောက်ပဲခေါ်တာပဲเนาะခဲလေးနဲ့ပတ်ထားတာဆိုတော့လေအာဒီလိုဖောက်လိုက်တော့လေသူကအနံ့လဲမွေးတယ်ပြီးတော့ဥစားပါလေအဲသူ့ရထောင်းရတာလဲအဆင်ပြေတာပေါ့เนาะသူကအရတာလဲပုံပြီးတော့ထိုးပါတယ်เนาะအပြုတ်တာကပြုတ်တာကတော့ဖြစ်နိုင်မယ်ဆိုရင်မပြုတ်စီချင်ပါဘူးပြုတ်ရင်တော့သူကအရတာနည်းနည်းလေးပေါ့သွားတတ်ပါရဲ့ပေါင်းရင်ပေါင်းမပေါင်းရင်ဖုတ်ပါ ဒါကိုပလတ်စတစ်နဲ့ပတ်ပြီးတော့မိုက်ခရိုဝေ့ဗ်နဲ့ပြုတ်လို့ဆိုရင်လည်းအဆင်ပြေပါတယ်နော်သူကပူချိုးတယ်နော်ကဲဒီဥစ္စာလေးကိုအသားကင်တဲ့ကင်ဆက်ထဲမှာထည့်ပြီးတော့กินပါမယ်ကြည့်ယုံလေးกินရပါပြီနော်กินတဲ့ကင်ဆက်လေးထည့်ပြီးတော့กินပါမယ် ကဲအသားကင်တဲ့ဟာလည်းပါတယ်အသားကင်တဲ့ဟာကကြတော့လေခလုတ်တွေပါတယ်ချိန်ဆရာမလို့ဒီဒီမိဖို့ကလေခလုတ်တွေချိန်ဆရာမလို့ပဲနဲ့အသားကျက်ပြီလို့ထင်ပြီးထင်နေဆိုရင်သူ့ဟာသူမိကအလိုလိုပိတ်သွားပါတယ်ဒါကကြတော့အသားကင်တဲ့ဟာကတစ်ခုနဲ့တစ်ခုကအချိန်ကမတူသူ့ဟာသူပဲအော်တိုအာဟိုစားပါလေအော်တိုမိပိတ်သွားတာပါနော်အသားကင်တော့ငါးကင်တော့ကျက်ပြီဆိုရင်မတူအောင်ပေါ့နော်သူ့ဟာနဲ့သူအလိုလိုပိတ်သွားတာပါဒီခီနိုလေးပါနေတာပေါ့နော် ကဲဒီအတားกินအတားกินတဲ့နေရာမှာအတားတွေပါတယ်กินတဲ့အခါမှာမိနစ်တွေပါတယ်ချိန်ဖို့တော့မလိုဘူးဒါပေမဲ့တကူတော့တတိထားရပါမယ်အတားတွေပါတယ်กินတယ်ဆိုရင်တော့အပေါ်ကလေဆုပ်ဆက်ပေါ့နော်ဒီလုံဆက်လေဆုပ်ဆက်ခလုတ်လေးတော့ဖွင့်ပြီးဖို့လိုမယ်နော်အာလေလုံအခန်းနေပေါ့နော်အလေအလက်ဖြစ်ဖြစ်ဥစားပဲဖြစ်ဖြစ်ပေါ့နော်ဒါကတော့ဖွင့်ပြီးဖို့တော့လိုမယ်လေလုံးနဲ့အခန်းပဲဖြစ်ဖြစ်ကွန်ဒိုခန်းနေပါတယ်ဆိုရင်တော့လေလုံးနဲ့အခန်းနေဆိုရင်သူကအာ အကေဟိုးစာပါလေกินတဲ့အခါမှာမိခိုးတွေထွက်လာတော့လေဒီမိခိုးတွေရဲ့ sensor ကြောင့်ဒီမိခိုးတွေကြောင့်ပေါ့နော်ဒီဘာလဲအဲမိလောင်တဲ့အချက်ပေးတဲ့ဟာလေးပါတယ်ပေါ့နော်ဒီတင်းကြောမှာတင်းကြောဂျပန်လိုမြန်မာလိုဆုံးပြီးအာဒီမှာဟိုစားပါလေဒီဟာလေးကလေမိခိုးတွေပါရထွက်လာတယ်ဆိုတော့သူကအတံမီတော့လေအတံမီတော့ဒီ မိခိုးဆုပ်တဲ့ဟာလေးပေါ့နော်လေဆုပ်တဲ့ဟာလေးကိုတေချာလေးဖွင့်ပြီးပို့တော့လုံမယ်နော်အကင်းမိခိုးတွေအများများလန်ဒါကြီးပြီးပြီးပြီးအော်နေလဲဆရာရှုပ်ကြည့်ရယ်ကဲဒါလေးကိုနည်းနည်းလေးတော့တတိထားပြီးတော့ဖွင့်ပြီးပို့တော့လုံမယ်နော်ကဲအတံမီပြီးတော့မိကတော့ပိတ်သွားပါပြီနော်မိပိတ်သွားပြီဆိုတော့တစ်ချက်လောက်ဖွင့်ကြည့်ပါမယ်ရမရပါနော်တစ်ချက်လောက်ဖွင့်ကြည့်မယ်အနေအထားလေးပေါ့နော် ယ်အနေအထားလေးကတော့ဒီမှာကျက်ပြီเนาะနည်းနည်းလေးဖြူသွားပြီဆိုရင်တော့ဒီလောက်ရပြီ။တော့ကျွတ်နေအောင်กินဆရာမလို့ဖောက်ဆရာမလို့เนาะအဲဒီတိုင်းဖောက်တာပဲစားမယ်ဆိုရင်တော့လုံးဝနည်းနည်းလေးနည်းနည်းလေးအရာမညလာတဲ့အထိဖောက်ပြီးပါအခုကထောင်းပြီးတော့ပြန်ကြော်มาဖြစ်တဲ့အတွက်ကြောင့်ဒီအနေအထားလေးဆိုရင်ရပြီเนาะမီးကတော့တူဟန်နေတူပိတ်သွားပါပြီ။မီးပိတ်သွားပြီဆိုရင်မဲ့လေလေကိုကတခုခုလုံနေလို့တတိမထားမိတူကလေခဏခဏအချက်ပြရတယ်ဒီဟာလေးလေ။ကြော်ညာနေကိုကလည်းလေဟုတ်ခမရပဲနဲ့ အတားဟုတ်ကိုလေကြော်တဲ့အခါမှာကြွကြွရွရွလေးနေမမွလေးဖြစ်နေအောင်ဒါလေးတွေကိုထောင်းပေးမယ်နော်ရုပ်စုံနဲ့ရုပ်တွေ့နေမှာဒီလိုကြီးချက်လာငရုပ်စုံကလေးအပြင်းမှကြီးလာအကြီးကြီးလက်ရှိဒါပေစီရဓမ္မအကြီးသိမပေးနိုင်မိနစ်30ပဲရှိရဆိုတော့လေမိနစ်30နဲ့အပြီးချက်မှာဆိုတော့ကဲဒီဟာလေးတွေကိုလေမမွလေးဖြစ်အောင်ထောင်းပေးမယ်ဒါမှကြော်လိုက်လေကြွကြွရွရွလေးနဲ့အရန်စားလို့ကောင်းနေမှာနော် ကဲကျွန်မအချိန်ကလေနိုင်ဝက်တော့အချိန်ရနေတယ်ဆိုတော့နှမျိုးစလုံးလုတ်ပြပြပါမယ်ဒါကတော့ဒီတိုင်းကြော်မယ်နော်ဒါဒီဥစ္စာကကျတော့အမြင်အမြင်လေးလုတ်လုတ်ပြီးတော့ပလက်ချောင်းကြော်တယ်လို့မျိုးကြော်ပါမယ်ကဲဒါလေးတွေကထောင်းပြီးတော့အမြင်အမြင်လေးလုတ်ထားတဲ့ဟာလေးပါဒီထဲမှာဂျုံမုံလေးနည်းနည်းထည့်မယ်နော်ကျုံမထည့်လဲရတယ်မထည့်လဲရတယ်ဒီမှာပါလေနည်းနည်းလေးထည့်ပေးပါမယ်ကြော်ရဖို့လွယ်အောင်လုပ်ပါကျုံမနည်းနည်းလေးပဲဖြူပေးမယ်နော်နည်းနည်းလေးဆိုရင်ရပြီ ဒီနေရာမှာပေါ့နော်ကိုအကယ်၍အတားနှက်တဲ့အခါမှာအဲနည်းနည်းလေးအတားမီးကြည့်လို့မနည်းနည်းလေးပေါ့နေတယ်ဆိုရင်တော့အရတာမုံလေးနည်းနည်းရယ်စားလေးနည်းနည်းလေးထက်ထက်ပြီးတော့အရတာလေးနည်းကျင်းရည်လေးထက်ထက်ချင်တယ်ဆိုရင်လည်းရတယ်။ကျမကကြတော့ဒီကျင်းရည်ကိုလေအရတာနှက်တဲ့အခါမှာအများကြီးထည့်ထားတာရယ်အရတာကိုတတိချချစတတိချချလေးပေါ့နော်တည့်ရက်လောက်အချိန်ယူပြီးနှက်ထားတာဖြစ်တဲ့အတွက်ကြောင့်အရတာကလုံးဝအထဲမှာစိတ်ဝင်နေပြီးတော့ဘာမှထက်ထက်ဆရာမလို့တော့တာပါ။ တကယ်ရအတား6ပြီးသားဟာဒီနည်းနည်းပေါ့နေတယ်ဆိုရင်တော့အရတားလေးနည်းနည်းလေးထပ်ထက်တော့ဒီနေရာဒါကတော့အတားမြင်ကြော်တဲ့အတွက်ပေါ့နော်ပြီးတော့ကြက်တွန်ဖြူကြက်တွန်ဖြူကလည်း3လေးမွာပေါ့နော်အခြေရနည်းနည်းပဲရတယ်ဆိုတော့နည်းနည်းပဲထည့်တော့မယ်ပူမွာအတီးကြီးကိုထုပဲထုလိုက်တော့မယ်နော်ထုဒါကပူမွေးရယ်ထုချေပြီးတော့တောက်တောက်ဆင်းမယ်နော် ချေပြီးတောက်တောက်ဆင်းတာလေးပို့ပြီးတော့မွေးပါတယ်။ကဲဒီလိုလေးတောက်တောက်ဆင်းပြီးမယ်နော်။ဒါကတော့ဝတ်သားမြင်ကြတဲ့အခုအတွက်ပေါ့နော်။ချက်တူနီကြော်ရလေးကျမကြော်ထားတာရှိတယ်ဒါလေးကိုပဲအဲကြော်ထားတဲ့ဟာလေးရှိတယ်အဲ့ဒါကိုနည်းနည်းကြံနေပြီးရတော့ဒီဟာလေးကိုအသုံးပြုပါမယ်။ဒါကျမကြော်ထားတာလေးတလှကြော်ပဲဒီလားဒီတိုင်းထည့်ထားတော့လေးလုံးဝပြော့သွားတာမျိုးမရှိဘူးကျွတ်နေတာပဲဒါလေးကိုအသုံးပြုမယ်နော်။ ဂျပန်ကျက်တွန်ကျော်อ่ะလေဂျပန်ကျက်တွန်နေရာဒီတိုင်းကျော်လို့မရအောင်เนาะကျော်တဲ့ကျော်နည်းလေးကိုကျွန်မတခြားဗီဒီယိုမှာပြပေးထားပါတယ်ပြန်လည်ရှာကြည့်เนาะတင်ပေးထားတာတိတ်မကြလေးပါအောင်เนาะပြီးတော့ပြင့်တော်တိမ်မှာပြင့်တော်တိမ်ဒါကတော့ဝရန်တာကနေခူးလာတဲ့ဟာလေးပေါ့เนาะဒီဟာကကျတော့လေးကျော်မှာဖြစ်တဲ့အတွက်ကြောင့်ရည်တွေဆိုနေရင်အာစီအရန်ပောက်တတ်ပါတယ်ဒီဟာလေးကိုလည်းဂျုံမုံလေးနည်းနည်းလေးဖြူးပေးမယ်เนาะပကံလေးတော့နေတော့เนาะအလုတ်တန်းပြရမှာပြတယ် ကဲဒီဟာကိုကြုံမုံလေးတန်းဖြူပေးပါမယ်ကြုံမုံလေးအနည်းငယ်ဖြူပေးမယ်เนาะစီမပောက်အောင်လို့ပါကြီးလေးပါနေတော့လေဒါကလေစီထက်ထက်လိုက်စီအရန်ပောက်ပါတယ်ကြုံမုံလေးနည်းနည်းလေးဖြူလိုက်တယ်ဆိုရင်တော့စီမပောက်တော့เนาะဒီပြင်တော့တကယ်ရွက်လေးလေလေစီပောက်မှလည်းရကြောက်ကျွန်မတန်ရတန်ချက်တည်းပဲစီဒီပောက်ပြီးပါ ကဲဒီဥစ္စာလေးတွေကိုစပြီးတော့ကြော်မယ်ကဲဒါကြုံမှုလေးနည်းနည်းလေးကပ်ပြီးလိုက်တော့စီမပေါက်အောင်မပေါက်အောင်လို့ပါအခုမှဆမ်းပြောလုပ်ကြည့်တာပေါက်လားတော့မပြောတော့ဘူးကဲကြော်ဖို့အတွက်အားလုံးအရင်တင်ဖြစ်သွားပါပြီဒီဥစ္စာလေးကလေငေးယုတ်တီးမုံထည့်ချင်တယ်ထည့်ချင်တော့လေငေးယုတ်တီးမုံကိုတီးတန့်လုပ်ထားတယ်ကလေးတွေကငေးယုတ်တီးမစားတော့ငေးယုတ်တီးကိုအခုအတွက်ပဲထည့်မှဖြစ်တဲ့အတွက်ကြောင့်ငေးယုတ်တီးကိုပကံထဲမှာတီးတန့်ဖယ်ထားပါတယ်ဒီငေးယုတ်တီးကိုအရင်ကြော်မယ်နော် စားအတိုင်းအိုးထဲကိုစီပူတဲပါမယ်စီနေနေများများလေးနဲ့ကြုံမယ်နော်မြန်မာဟင်းတွေတော်တော်များများရတယ်စီများပါတော့ကဲစီနေနေများများလေးနဲ့ကြော်ပါမယ်ငေးဦးကြီးကြော်အတွက်ကောတခါလေးထည့်ထားတာပါငေးဦးတည်းကလေဒီတိုင်းဒီထဲထည့်ကြော်မှာမဟုတ်ပဲနဲ့စီပူလေးကိုပဲခတ်ပြီးတော့ထည့်မယ်နော် ပီယူဒီလဲစားခြင်းနဲ့ကလေးအတွက်လဲထက်စင်းစားရတယ်ဆိုတော့လေအိုးထဲထည့်ပြီးတော့ကြော်လို့အဆင်မပြေတဲ့လူတွေအတွက်ကတော့ဒီနည်းလေးလုပ်ပါအဆင်ပြေတယ်နော်ပီစီအိုပူပူလေးတဲပါမယ်ပီယူဒီကိုဒီလိုကြော်တဲ့အခါမှာလဲစီကတော်တော်လေးပူနေမှပဲအဆင်ပြေတယ်နော်ကဲစီကိုခက်ထည့်ပါမယ်အိုးထဲထည့်ကြော်လို့မရတော့လေဒီလိုလေးပဲကြော်အောင်ပါနော်

တမတန်းနဲ့တော့တက်တာလေမဟုတ်ရင်လေအကြိုက်စီပောက်တာသူချက်လေးပဲစီပောက်တာကျုံလေးနည်းနည်းကတ်လိုက်တော့လေကဲအချောက်လိုက်ရင်တော့ပိုကောင်းလို့ထင်တယ်နော်အချောက်ကလည်းမလန်းချင်ဘူးလည်းဆက်ဆက်ပဲထည့်ချင်တာဆိုတော့အဲ့ဒီစီပောက်တာတက်တာပါလေအများကြီးတက်တာလေကျုံလေးနည်းနည်းကတ်ပေးထားတော့လေကဲရပြီနော်ဒါလေးကိုခဏလေးဆယ်ထားမယ် အရွက်လိုက်ကိုထည့်ကြတာတခုချင်းစီခြွေနေတခုချင်းစီဆယ်နေရမှာဆိုတော့လေကဲအသားကိုကြောပါမယ်နော်အသားကိုကြောတဲ့ခါမှာမင်းနည်းနည်းလျှော့မယ်နော်မင်းအေးလေးနဲ့ကြောတာပိုကောင်းပါလေဒီရည်ဒီတော့ဒီနံမွေးနေတာဆိုတော့ဆယ်တယ် တော့လည်းအနားမပေးဘူးနော်ကြမ်းတိုက်တယ်ဒီဒါလေးကိုကျက်သားတဲ့ထိကြော်ပါမယ်နော်။အရန်မီအရန်အေးလည်းလည်းစားတယ်။အလယ်အလတ်လောက်ဖြတ်ထားမယ်။အသားကိုလေတချမ်းကို5မိနစ်နဲ့10မိနစ်ဝန်းကျင်လောက်တော့ကြော်ပြီးထားတယ်နော်။10မိနစ်ဝန်းကျင်လောက်ဆိုရင်တော့ရပါပြီ။အရန်ကြီးကျွတ်နေလဲစားမကောင်းပါဘူးနော်။ အရန်ကြီးမကျွတ်ကျွတ်လေးပေါ့အပြင်လွာလေးကျွတ်ကျွတ်လေးနဲ့အတွင်းထက်အီလေးဆိုရင်ရပြီနော်အရန်ကျွတ်ပြီးမှနေလဲစားမကောင်းဘူးနော်တချို့ကတော့ကြိုက်တာပေါ့နော်ကဲဒီလိုရင်ရပြီနော်ဒါကတော့10မိနစ်ပါ10မိနစ်အတိပေါ့နော်အခုလေးဒီမှာမိပိတ်သွားတာဆိုတော့လေ10မိနစ်အတိကြော်ထားတာလေးပါ ကဲအခုဆိုရင်တော့အလွန်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 ကောင်းနေတယ်ဝထောင်းကြောကြွကြွရွရွလေးရပါပြီရှင်အေးရတာတော့လုံးဝရှယ်နော်အသားရွေးတဲ့နေရာမှာလည်းအတိတ်ကကြတယ်နော်ဒီဟာလေးလေးအရန်ကောင်းပါတယ်ချူပြီးတော့လေတကယ်စားလို့ကောင်းတယ်နော် ကဲကျွန်မအချိန်နေရတော့တာဖြစ်တဲ့အတွက်ကြောင့်အဲဝတ်ထောင်းကြော်ပေါ့နော်အာဝတ်ထောင်းကြော်ဒါဝတ်သားမြင်ကြော်ဒါအဲ့ဒါလေးကတော့အလုတ်ကနေပြန်လာမှာပဲဆက်ပြီးတော့လုတ်ပြပေးပါတော့မယ်နော်လောလောဆယ်ကတော့ဒါလေးကတော့ပြီးသွားပါပြီပြန်ရောက်လာပါပြီညနေမိုးလဲချုပ်နေပါပြီဒါရေကက်တက်တက်တက်ထဲထားတာအာဒီဟာလေးကိုအရင်ကြော်မယ်နော်ကဲထောင်းထားတဲ့အသားလေးတွေကိုကြော်ပါမယ်နော် မနက်ကကြော်ထားတဲ့စီထဲမှာပဲထည့်ပြီးတော့ကြော်မယ်။ကဲမနက်ကစီထဲမှာလည်းထည့်ပြီးတော့ကြော်ပါမယ်။ဒီအေးအေးလေးနဲ့ဒီအသားလေးတွေကျွတ်လာတဲ့အထိကြော်ပေးပါမယ်။ အကျဉ်းညောင်လေးမကြာခဏတော့မွေသေးရပင်တော့အဒီဟာလေးရလေးဟိုစပါလေအချောင်းဒီဟာလေးရလေးကြော်တာနည်းနည်းတော့မြန်နေလေလားအခုကြော်တာလေ6မိနစ်လောက်ပဲကြာပါတယ်6မိနစ်လောက်ပဲကြာတယ်အအယောင်ကလေတော်တော်လာနေပြီနော်အယောင်လေးလဲလာပြီးတော့ကျွတ်လဲကျွတ်ပြီဆိုရင်ဒီအသားလေးတွေကိုခဏလေးဆယ်ထားမယ်နော် ကဲဒီအသားလေးတွေရပြီဆိုတော့နည်းနည်းဆယ်ထားပါမယ်ဆယ်ပြီးတော့ကြက်တွင်ကြက်တွင်ချူလေးတွေကြောမယ်နော်ကျန်နေတဲ့စီနဲ့ခုနကတော့တောက်တောက်ဆင်းထားတဲ့ကြက်တူဖြူလေးတွေကိုကြော်မယ်နော် ကျူကျော်တဲ့မှာငံပြရည်လေးနည်းနည်းလေးထည့်ပေးပါမယ်။နည်းနည်းလေးဆိုရင်ရပြီနော်။မတူတော့ဒီစိုက်ပြီးတော့တိချာလေးမွေပေးပါ။ ကဲမကြက်တကြက်လေးပေါ့နော်အယောင်လေးနည်းနည်းရလာပြီဆိုရင်မီးပိတ်လို့ရပြီနော်လုံးဝကြက်တဲ့ထိကြော်စရာမလိုဘူးပြီးမှမီးပိတ်ပြီးမှပဲမီးအရှိန်လေးနဲ့ပဲကြော်ပါဆက်ကြော်မယ်နော်ဒါမှအယောင်လက်လက်လေးရမှာပါအဲ့တော့အရှင်ကြီးနဲ့ပဲဆက်ပြီးတော့ကြော်ပါမယ်။အရောင်ကလေလာနေဒီမှာရှိ။ဒါတော့မှလေအိုးမစေးထားအောင်စီမစစ်ပဲနဲ့လေခုနကတော့ကြံနေတဲ့စီနဲ့ပဲဆက်ပြီးတော့ကြော်ထားတာပါ။အရောင်ကတော်တော်လာနေပါပြီနော်။ ကျက်တွင်နေရလေထုထားတာတော့လေမဟုတ်ပါဘူးကျက်တွင်ဖြူကထုထားတော့မွေးနေတာပဲကဲဒီမှာကျက်တွင်ဖြူကြော်လေးလည်းအဆင်ပြေပြီဆိုတော့ဒီဟာကိုခုနကအသားထဲကိုလောင်းထည့်လိုက်ပါမယ်ဒီတော့အရင်တစ်ခေါက်ကကြော်ထားတဲ့အာ จตุณีบ่เนาะจตุณีนี่แหละแท้มั้ยเนาะจตุณีเนี่ยปิ่นดอเต็งก็เลยมะแน่จ่อท้ายหาโหเลยปลิ้นเนี่ยแท้ไปแล้วลงมาพ้งท้าไล่ตาอศีมีเลยเนาะลงมาเปาะไม่ตั้วเนาะแกตีหาโกอะกုံลงแท้ไล่มั้ยเนาะแท้ไปแล้วมวยไล่ก่อนเลยအဲ့တက်ဖယ်ပြီးတော့ငရုတ်တိကြော်လေးဒီစားနေတလောက်ထည့်မယ်နော် ခုဆိုရင်တော့ဝတ်သားမြင်ကြော share ရပါပြီရှင်။ကဲကျမရဲ့ဗီဒီယိုလေးကိုနောက်ဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်။ကျမရဲ့ဗီဒီယိုလေးကိုအနည်းငယ်ဖြစ်ဖြစ်တိုင်းတင်တက်ခဲ့မယ်ဆိုရင်တော့ like and share comment လေးပေးပြီးတော့အားပေးခဲ့ပါနော်။နောက်ထပ်အတစ်တင်တန်းအတစ်တင်တန်းအလွယ်တကူကြည့်ရှုနေအောင် subscribe လေးလည်းလုပ်ပေးထားပါနော်။အားလုံးပဲကျေးဇူးအထူးတင်ပါတယ်ရှင်။ Bye bye.